ပရိသတ်များလုံးပဲမင်္ဂလာပါ။ Gucci Channel ကနေပြီးရောပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရင်းရဲ့ Channel လေးကနေတင်ဆက်ပေးသောမိတ်ဆက်လန်လေးကတော့စာရေးသူရေမတုံရေးသားထားတဲ့စာနီယောမွန်မတ်နေ့ကိုပါထွန်းဆိုတဲ့ဆက်လန်လေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရင်းရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဗိနာကလူတီပဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ဒီဇလန်လေးကိုတိဆက်ပေးသောမိတ်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ ကျတဆွေတော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာအပူဓာန်ပါတဲ့နေရာကတော့တပြေးပြင်းရွာတွင်းကိုစူးရှစွာကြားရောက်နေပါပြီကျို့တို့အိမ်တွင်းမှာတော့ကျို့တို့မိသားစုနဲ့အတူကိုပါတောင်းနဲ့သူ့ရဲ့သမီးဖြစ်သူကထိုင်နေရှိတယ်အချိန်တော်ကြာဒိတ်စိတ်နေရာမှာကျို့ကစကားဆလိုက်ရပါတယ်ကိုပါတောင်းရဲ့ညီတွေကတော်တော်ရှုံမှကြတာပဲသူတို့လှုပ်ရက်တွေကိုနည်းနည်းလေးမှမရိပ်မိဘူးလားကိုပါတောင်း သူတို့ကအကွဲကြဲကြအစည်းအဝေးထားကြတာဆိုတော့ကျုံမရင်ပြီးပါဘူး။သူတို့ကတည်းရောက်တော့မယ့်ချိန်မှာမောင်မတ်နဲ့တွေ့လို့ကံကောင်းခဲ့တယ်ပြောရမယ်။တို့တို့သားပေါ့ခုလိုပြန်ဆောင်နိုင်အောင်ကူညီပေးလို့ဂျေဇူးထုတင်ပါတယ်။ဒီအတွက်တို့တို့ဂျေဇူးဆက်ပါစေ။မဟုတ်တာရပါလေ။ကျုံကြောင့်ခုလိုပြန်ဆောင်နိုင်ကြတာကိုပဲကျေနပ်လာပါပြီ။ကျုံတဲ့တော့မောင်မတ်ရဲ့ဂျေဇူးကိုဘလို့မှဆက်လို့ဘာမှမဟုတ်တော့ပါဘူး။ရေဆက်ရှိလို့ကူညီနိုင်တာလို့ပဲသဘောထားလိုက်ပါတယ်။ ခမားတို့နေရာကိုဘယ်တော့ပြန်မတွေ့တာလဲမနေ့ပြန်ပြန်မစိတ်ကူထားရင်မမတ်တို့လည်းလိုက်ခဲ့ပါလားကျုံမမတ်တို့ကိုပြုစုခြင်းလို့ပါရပါလေဗျာကျုံတို့ကလည်းလှုပ်တွေပြီးသေးတာမဟုတ်ဘူးနောက်မှကျုံလာခဲ့ပါမယ်ကျုံကမလိုက်နိုင်ကြောင်းပြောတော့ကိုပါတောင်းကစိတ်မကောင်းဖြစ်သွားပုံရပါလေကျုံကအားနာ၍ငြင်းလိုက်ခြင်းဖြစ်တယ်ဦးဦးတမီးရုံးနဲ့လိုက်ခဲ့ပါနော်တမီးရုံးဦးကကယ်ပြီးထားတာမလားတမီးရုံးနဲ့လိုက်ခဲ့ပါနော်ဦးတမီးရုံးနဲ့မလိုက်ခြင်းလို့လား မဟုတ်ပါဘူးသမီးရဲ့ဦးကလုပ်တယ်မပေးသေးလို့ပါနောက်အားမလာခင်မယ်နော်ဟွန်းဟွန်းဦးကဘယ်တော့မှအလုပ်ပြီးမှလည်းမသိဘူးမနဲ့ပြန်ရင်သမီးရိုးနဲ့လိုက်ခဲ့ပါနော်ကလေးမလေးကတော့ရန်နေမလိုက်ရောက်ပြီးစကားတက်နေပါတယ်သူကတော့ပြန်ငြိမ်းဆိုင်ရတွေးထားပေမဲ့ကလေးမရဲ့တောင်းဆိုမလာမှုကြောင့်တွေးပြီးစွာရှိလာတယ်ကိုညီမှုပေါ်ခွင့်ရေးယူတတ်တယ်ဆိုရတဲ့အတွေ့ကိုမသောစိတ်ထဲရောက်မှကိုစိုးရတယ်တမန်ရဲ့သူရဲ့သားတွေဆိုရင်တော့ကျုံလန့်မိမှဖြစ်ချင်းတော့လဲ ချမ်းသာသူဖြစ်တာကြောင့်ငြင်းဆန်ရန်ဆုံးဖြတ်ထားခြင်းဖြစ်ပါ၏ထုတ်သားပဲကွန်မဲ့ရဲ့အလုတ်တရားလေးမများဆဆမမဟုတ်တာ တုတ်တရတဲ့တော့အေးစစီလှုပ်လို့ရပါတယ်လိုက်သွားပါလားကလေးမလေးရလည်းခေါ်နေအောင်ဟုတ်ပါတယ်မောင်မဲ့ရဲ့သမီးလေးရလည်းမောင်မဲ့ကိုလိုက်စီခြင်းနေရာပဲလေလိုက်ခဲ့ပါကွာနော်ဒါမောင်မဲ့တပတ်ကတလောက်ခေါ်နေရလိုက်သွားလိုက်ပါကွယ်အဖေတို့ဒီကလှုပ်တွေလှုပ်ထားနိုင်ပါတယ် အားလုံးကတုတ်ကိုဝိုင်းရီပြောတော့တုတ်ကလည်းမငင်းတာတော့ဘူးလေ။ကဲပါဒါဆိုရင်တုတ်လိုက်ခဲ့ပါမယ်။အင်းဒါဆိုရင်မနေ့ပြန်အစောထွက်ကြမယ်။တုတ်ရဲ့ကောင်ကိုမြို့မှာထားခဲ့တယ်။မြို့ရရင်ဟိုဘက်ကိုကားနဲ့သွားရင်ခဏပါပဲ။တနေ့တုံညီရောင်မောင်းကိုလည်းခေါ်လို့ရမှာကိုမသော။ရတာပေါ့။မမရဲ့မိဘတွေကိုပါခေါ်ခဲ့လို့ရတယ်။တော်ပါပြီကွာငါတို့ကမလိုက်တော့ပါဘူးအသက်ရည်ရပြီဆိုတော့ဘဲမမသွားချင်တော့ဘူး ဟာကျုပ်ပါလိုက်ရမှာလားကိုမအဖေတို့မိတို့ပဲကြံခဲ့မှာဆိုတော့အဆင်ပြေလောက်ဘူးနော်သွားပါရပါတယ်အဖေတို့တည်းစိတ်ချကိုလန်းကိုတောင်ဖြောင်းအောင်သွားကြနောက်ဆန်တင်းအနေနဲ့အဖေမိတို့ကခွင့်ပြုတော့ကျွန်တော်သွားမယ်ခီးမှာရမှာလဲပါဝင်လာပြီညမနိုင်ခင်မှာအိယာဝင်ချပြီးမနက်ဝေးလီဝင်နေမှာအိယာကထပြီးခီးတို့လောဝတ်တော်တွေပြင်ဆင်ပြီးတော့တပြင်းပြင်းရွာလေးကနေထွက်ခွာလာခဲ့ပါတယ်ကိုမကျုံမဲတော့ကိုတော့မနှုတ်ဆက်ခဲ့ရဘူးဗျာ မေကျော်တော့ကြုတ်ကိုစိတ်ဆိုးနေတော့မှာပဲခေကွာငါလဲရွှေဘိုးကိုနှုတ်မဆက်လိုက်ရဘူးရွှေဘိုးလဲစိတ်ကောင်းမှာမဟုတ်ဘူးဟုတ်တယ်ဗျာကျတို့ရောင်ပြန်ပြီးနှုတ်ဆက်ကြမလားကွမဲ့ချမီပါသေးတယ်ဒေါ်ဒေါ်တော်ရာမမင်းကြောင့်တီးလို့စကားလေးစပေးလိုက်တာထင်းတဲ့အတိုင်းပဲအချိန်မရလို့မနှုတ်ဆက်ခဲ့တာပဲသူတို့နားနေမှာပါနောက်တစ်ခါမှတေချာနှုတ်ဆက်ခဲ့တော့ကြားလားအခုတော့လေဒီတိုင်းကြည်နေရမှာပေါ့လေ ကျုပ်တို့ကတော့ဆက်လက်ထွက်လာရန်အချိန်တော်ကြာမှမြို့ကားလဲစီရောက်ခဲ့ပါတယ်။ကားတရိုင်းနေရာစီကိုတော်လေးဆက်ရွေသွားရတယ်။ကိုပါတော့အချိန်ရရင်ကျုပ်တို့မိုးရင်းကားဝင်စားကြမယ်။ကျုပ်တို့မနေ့စာမစားလာတော့ကျုပ်ရဲ့ပိုင်းစာနေပြီမှမလာသွားကြမယ်။ကျုပ်ရှင်းပေးပါမယ်။ကျုပ်တို့ကမိုးရင်းကားဝင်စားကစာနေရဲ့ဘိုက်ကိုလည်းဖြေးလိုက်ပါတယ်။အရင်တော့ခရီးဆက်ရမှာတော့များမကြပြီးကားရှိနေရာကိုရောက်လာတယ်။ကိုပါတော့ကတော့ကားမှာအစာပြေစားရန်အတွက်တခြားမုန်းတွေဝယ်လာပြီးအချိန်နာရီခန့် ကားစီးပြီးရဲ့နောက်မှာတော့ခြံဝိုင်းတကျယ်ရှိမှာကားရပ်လိုက်တယ်။ကဲမောင်မဲရောက်ပြီ။ကျိုးတို့ကရောက်ပြီဆိုတဲ့ကြောင့်ကားပေါ်ကဆင်းလာပါတယ်။ခြံရင်းကိုရောက်တဲ့အခါမှာတော့အတော်တန်ရာချောင်းတွေ့ရတယ်။မောင်မဲတို့ညီကိုကိုရင်ကိုရလို့သဘောထားပြီးနေလွတ်လွတ်လပ်နေတော့ဘာလို့လို့ရတယ်။ဟုတ်ပါပြီကိုပါတော့။ဒါနဲ့ချမ်းကအတော်လေးတာရတယ်နော်။ဟုတ်တယ်။စေးလေနေလို့ရအောင်တည်တဲ့ချာလေးဝဲထားတာ။ ကောင်းပါတယ်တို့တို့လည်းစိတ်အေးလိုက်နေရတာပဲသဘောကျတယ်။ကဲဗျာခဏလေးရေချိုးကြအကျုပ်ရေချိုးဖို့နေရာလိုက်ပြမယ်။နေလေစာတွက်ကတော့ဒေါ်ငိမ့်ခုမှချက်ရမှာ။ဟဲမောင်ဘတော့နဲ့တမီးလေးရင်နော်ပြင်ရောက်ကြပြီလား။တို့တို့လူစုခြံတွင်းကိုဝင်လာရတဲ့တတိတိလူတမီးတူကတော့အိမ်တွင်းကနေထွက်လာပြီးကိုမတော်နဲ့ကလေးကိုတွေ့ရောအလုံးဝမ်းသာသွားပုံရပါတယ်။ကိုမတော်တို့ထံပြေးလာပြီးရဲနာပြီရှိရင်ကိုမတော်ရဲ့တမီးလေးကိုခြိလိုက်တယ်။ နောက်ဆုံးတော့သမီးလေးကိုပြန်ရှာတွေ့ပြီပေါ့နော်မပါတော့ဒေါ်နေဝမ်းသာလိုက်တော့ကွယ်ဟုတ်တယ်ဒေါ်နေရဲ့အခုလိုပြန်တွေ့ကြတာကဒီအောင်ဧည့်သည်နေရာကြီးကျေးဇူးကြောင့်ပဲသူတို့နှစ်ယောက်ကကျိုးရဲ့ကျေးဇူးရှင်နေပါမောင်ပါတော့ကျေးဇူးရှင်ဆိုတော့ဒေါ်နေကျေးဇူးရှင်နေပါပဲကွယ်ကဲဒေါ်နေကျုပ်တို့တွေစားဖို့တမင်းချက်ပေးပါဦးကျုပ်တို့ရင်ရင်ချိုးနေမယ်ဟုတ်ပြီဟုတ်ပြီမောင်ပါတော့ဒေါ်နေချက်ထားလိုက်မယ် ဂီတာဆိုမောင်မဲနဲ့ရာမှာဒီမှာရေချိုးကြအောင်တို့အိမ်ရသွားလာအောင်မေးကောင်းပါပြီကိုပါတော့တို့တို့ရင်ချိုးနေပါမေးအဒါဆိုလိုအပ်တာရှိရင်ဒေါ်ကြီးကိုပြောတော့မောင်မဲဘာမှအာမနာနဲ့ကိုပါတော့ကတော့တို့တို့ကိုပြောပြီးအိမ်တွင်းကိုပြင်ဝင်သွားတယ်တို့တို့ကတော့ကြည်လက်နေရင်ရေရင်းပြီးမှရက်ပြီးချမ်းခဲ့ပါတယ်ကိုမဲတော်တော်လေးတော့ပြောစရာကောင်းတာဗျာခြံထဲမှာတီးပင်စားပင်တွေစိုက်ထားတာအပြည့်ပဲရှမကရေမချိုးပဲခြံထဲရှောင်းလှည့်ပဲကြည်နေပါတယ် တုပ်ကတော့ရေချိုးလိုက်ပြီးအိမ်တွင်းကိုဝင်ခဲ့တယ်။ဒေါ်ငိမ့်တုပ်ပါကူပေးမယ်လေ။ဘာရီချက်နေရလဲ။ရပါတယ်ကွယ်ဒေါ်ငိမ့်လုံနေကြပါ။ချက်တာကတော့ဖယုံသေးလေးနဲ့ဝက်သားလေးနဲ့ရောချက်ထားတယ်။အေးစစ်စစ်နားယူကြခဏနေစားလို့ရပြီနော်။ဒါနဲ့ဒေါ်ငိမ့်ကဒီမှာလှုပ်လှတာကြပြီလား။ကြပြီကွယ်အနည်းငယ်၁၀နီးပါးရှိပြီ။ဟာတော်တော်ကြပြီပဲ။ဒါနဲ့ကိုဘသားမိဘတွေကမရှိတော့တာလား။ဇနီးကရောဘယ်လိုဆုံးသွားလဲ။ မောင်ဖသောမိဘတွေကလွန်ခဲ့တဲ့9နှစ်လောက်ကဆုံးသွားတယ်။တယောက်နဲ့တယောက်ငားလာပဲကွာတယ်။မောင်ဖသောဇနီးတွေကတော့နှလုံးရောဂါနဲ့ဆုံးသွားတာ။တမီးလေးရင်နာတစ်နှစ်သားလောက်ကတည်းကပဲ။ဒါဆိုကိုဘသောအတော်လေးတိကျပြီးကြီးကြံနေပါပဲ။ခေလီကွင်မောင်ဖသောကမိသားစုဝင်နေရာမရှိတော့တမီးလေးကိုတားချစ်တာ။မျက်လုံးတော်လုံးနဲ့တရဝါကြီးတကောင်တမီးလေးဖမ်းသွားတော့သူ့ကမြအရရဲ့ကျေကျော်ဖြစ်လို့နေနေပဲ။ ဒါနဲ့တော်ရင်ရောမူလစာတရောပြန်မှုလားဒီမှာပဲနေတော့မှာလားတော်ရင်မှာသားသမီးရှိပေမဲ့မလိမ္မာသားတော့ပြန်သွားရင်တော့တယောက်တည်းပင်ပင်ပန်းပန်းရုံးငယ်စားတော့ရမှာဒီသက်ဒီရွယ်ကြီးနဲ့လည်းကြာကြာလုံးနိုင်မှာမဟုတ်ပါဘူးမမတော်ကဒီမှာပဲတေတဲ့အထိနေဖို့နဲ့မိသားစုဝင်တယောက်လိုနေဖို့ပြောတယ်အဲ့ဒါနဲ့ဒီမှာနေနေတာတနေ့မောင်ပါတော်နဲ့တူပါသွားတဲ့ညီနေရောက်ကောင်ဘယ်မှာကျန်းခဲ့တယ်ပြန်ပါလာတာမတွေ့လို့လေ တို့ညီကောဒီမာနီယာလားတော်ကြီးညီကောဝမ်းခွဲရီမဟုတ်လားဟုတ်ပါတယ်ဒီမာတော့မနေပါဘူးအင်ကိုမကြောက်မကြာရှောက်လာတယ်လို့ပါအခုလည်းပြန်လာတော့မမြင်မိလို့မေးကြည့်တာပါတကယ်တော့ကိုပါတော့ကလူယုံတက်တာတော်ကြီးရဲ့တူညီရီကပြန်ပြီးလှုပ်ချင်တာဟမ်ဘလို့ဘလို့သူ ပြောလိုက်တဲ့စကားကိုတော့တော်ကြီးလည်းမယုံကြည်နိုင်စွာနဲ့ထပ်မေးလာတယ်သူကဖြစ်ခဲ့တာတွေကိုပြန်ပြောတော့တော်ကြီးတိောက် အတော်ပဲယုံကြည်ရခတ်သွားပုံရပါတယ်။သူတို့ဒီလိုလှုပ်လိမ့်မယ်လို့လုံးဝထင်မထားဘူး။တော်တော်ရုံမှကြောင်းလာပဲ။တော်သေးတာပေါ့။ရေနာလေးဘာမှမဖြစ်လို့။တခါတလေလူယုံထိုးရတာနဲ့တဲ့တော်နေရဲ့။သူတို့ညီကိုရိယဟန်ဆောင်သိကောင်းတယ်။အော်လူရီလူရီပြည်စည်းဥစ္စာအတွက်ဆိုဘာမှဆိုလှုပ်တဲ့သူတွေကလည်းများပါလား။ ဒေါင်းင်းကတော့နှုတ်ကောင်းတင်ရေရွပြီးတော့ဟင်းနေကိုဆက်လက်ချက်ပြုတ်နေပါတယ်။တူတူကတော့ဓမင်းစားပြီးကြာရမှာခြံတွင်းစကားဝိုင်းထိုင်မိတယ်။ဓမီးလေအကောင်ကြီးဘုရင်တော့တအားကြောက်သွားလား။ကိုကိုတေးပြီးတော့ထင်သာပဲပဲ။မတေးပါဘူးဓမီးရဲ့။ဒီဟာဦးရင်ကတအားကျဉ်းကျင်ကြတာဓမီးရဲ့။ဟုတ်ပဲပဲ။ဒီဟာဦးတို့ကိုဓမီးဟာကျေးဇူးအများကြီးတင်ပါတယ်နော်။ရပါတယ်ဓမီးရဲ့။ ူပါတော့ခမရသမီးရတိတ်ချစ်ရကောင်းနေနေဗျစကားကလည်းတက်ပါနော်ဟုတ်တယ်မမရဲ့သမီးရရမ်းလိုက်ပါလားဇရိုက်ဆောင်ရှိရဲ့နေရကဇရိုက်တွေကူးမှဆိုလို့အခုလိုတီးတဲ့နေရကိုပြောင်းလာခဲ့တာပိုလို့နေပြောပြောကျုပ်ကတော့အဲ့လိုပဲတွေ့တယ်ပိုရဲမဟုတ်ပါဘူးကူပါတော့ရမိဘတိုင်းရဲ့စွန့်ဝင်စိန်နဲ့ချစ်ချင်းမြတ်တာတွေမှာပဲဂျန်နာလိမ်ပါပါတယ်အရွယ်ရောက်လာတဲ့ကအဖေအားကိုရတဲ့သမီးလိမ်မှာဖြစ်မှသေးကြတယ် ုတ်တို့စကားပြောနေစဉ်မှာဒေါညင်းကနီးကိုရောက်လာပါလေ။ဒေါညင်းရွာပြန်ချင်းလားဗျာ။ရုတ်တရက်မေးလာတဲ့ကိုပါသောစကားကြောင့်ဒေါညင်းကခစ်တမြကြောင်ရမ်းသွားပြီးပြီးကမှခေါင်းနေလာပါလေ။ရွာကိုပြန်ရလေကြတော့ပြန်တော့ပြန်ချင်းပြီသားမမသောင်းရင်မမသောင်းတို့ကသွားစရာရှိလို့လား။မရှိပါဘူးဒေါညင်း။ဒေါ်နေလေရွာပြန်ပြေးကျုပ်တို့ကလည်းစိတ်ပြေလက်ပြောင်းဖြစ်အောင်သွားမလို့ပါ။ကောင်းသားပဲပဲပဲရဲ့တမီးလေးလိုက်ချင်တယ် လိုက်ရမှာပေါ့တမီးရဲ့အဖေတို့အားလုံးသွားကြပါလေဘာမသားတို့အားလုံးကလည်းစီစဉ်တိုင်ပင်ထားပြီးသားဆိုတော့ဒုံနေလေးရွာကိုပြန်ပြစ်တော့မှာပေါ့လေကဲဒါဆိုခုနေပြင်စီချာရှိတာပြင်စင်တာမလည်းပြန်သွားမယ်အလဲပက်ကြီးဆိုတော့ကမတ်တနက်တီထားခဲ့မယ်နော်ထားခဲ့ခြင်းလည်းထားခဲ့လေငါတော့လိုရမရယူခဲ့မယ်ဒါမယူရင်မယူခဲ့ပါနဲ့လားမမတ် တီးရပါလေဆိုတော့ဘာအန်တီမှမရှိပါဘူး။ဟောကျုပ်ကတော့ဘဲသွားသွားတော်ဘက်ဆိုတဲ့နဲ့ကိုယူသွားတာထုံးစံဖြစ်နေပြီ။စိတ်ကြပါ။ကျုပ်အကြောင်းမရှိရင်မထုတ်ပါဘူး။ကဲပါလေပြောမရရင်လည်းယူခဲ့ပါ။ကျုပ်တို့ကလည်းစိတ်လွတ်လပ်လို့ပော့ပါပဲသွားကြမှာ။ဟုတ်သားပဲဦးရဲ့အဲ့ဒနာကြီးထားခဲ့ပါလား။ပျော်ပျော်ပါပါလေးသွားကြမယ်လေနော်။ကဲပါဗျာ။ အားလုံးဟာထားခဲ့စီခြင်းတော့လဲထားခဲ့ပါမယ်။သူကတော့ကလေးမလေးရင်နာပါဝင်ရောက်ပြောလာခြင်းကြောင့်တနတ်ကိုထားရခဲ့ရန်စီစဉ်လိုက်ပါတယ်။ငယ်သေးတဲ့ကလေးရှိမှတနတ်ကိုမကြာခဏကံမထားသိဘူးလို့လည်းတတိကလိုက်တယ်။ကျိုးတို့ကပြင်းစင်စရာတွေပြင်ဆင်ပြီးအိမ်ရာစောစောဝင်ခဲ့ပါတယ်။အိမ်မြတော်ပတ်ဝန်းကျင်ကတော့မနက်ခင်းမှာမုံပြစွာနဲ့ရှိနေရင်ကားမောင်းရေးမရတဲ့လမ်းပြေခြင်းကြောင့်ကားကိုထားခဲ့ပြီလေခြေချင်းနဲ့တော့ထွက်ခဲ့ကြပါတယ်။ အရှိမမြင်နေရတဲ့ရွာလေးကတော်ကြီးရဲ့ရွာလေး။ကဲဒါတော့တော်ကြီးရဲ့အိမ်ပဲ။မနေရကြတော့တော်ကြီးသိမ်းဆေးလာအောင်မယ်။အကျုပ်တို့ပါကုသိမ်းရမယ်တော်ကြီး။မဟုတ်တာကွယ်အမောဖြစ်ပြီးတော့နားကြပါဦး။မောနေကြလားမလား။ရပါတယ်တော်ကြီးရဲ့တလန်းနဲ့တူလာတော့။နားမယ်နားရင်တော်ကြီးကနားရမှာ။ကျုပ်တို့သိမ်းဆေးလိုက်ပါမယ်။အေးပါကွယ်ဒါဆိုလေကျေးဇူးပါပဲကွယ်။ ျွတ်ကဒေါင်းကြီးကိုနားစီပြီးတော့အိမ်ကိုတန်ရှင်းကြတယ်။ကိုဘသောကလည်းဝင်ရောက်လုပ်ကင်ပါတယ်။ရေနာနဲ့ဒေါသောကတော့ပိန်းနဲ့ပင်ရောက်ကကုပြစ်မှာထိုင်နေကြပါတယ်။မောင်မက်ကိုတိုးတခုမေးချင်လို့ရမလား။ရပါတယ်ကိုဘသောရဲ့။ဘာမေးချင်လို့လဲမေးလေ။တခြားတော့မဟုတ်ပါဘူး။မောင်မက်ကမုတ်ဆိုးလို့ပဲလှုပ်တာလား။တခြားလို့မလှုပ်ဘူးလား။တခြားလို့ကတော့မလှုပ်ပါဘူး။ဒီမုတ်ဆိုးလို့ကပဲကျုပ်အသက်မွေးဝမ်းကြောင့်လို့ဖြစ်နေပြီ။ ဒီနေ့တော့လေစပားဆိုင်ထားပါတယ်စပားဆိုင်ရဲ့စရောကလေတုတ်တော့လေတင်းမရောက်ပါဘူးရာမလုံနေရလေတော့မုတ်ဆိုးလို့ကိုအဓိကထားလို့တင်နေတောကောင်ကြောင့်လေတောချင်းကြီးကိုတော်တော်ကျွမ်းကျင်နေရပဲဝိုင်းမုတ်ဆိုးကြီးတွေကိုမိပါဘူးဗျာသူကတွေ့ကြုံသိမရှိသေးပါဘူးအတွေ့ကြုံသိမရှိရတော့တလောက်တော်နေရနောက်ဆိုရင်တော့တောတစ်ခုလုံးကိုမှွေပြစ်မယ်ထင်တာပဲကိုကတော့စုံမြောက်နေဗျာ ကျုပ်ကမြောက်တတ်တာမဟုတ်ဘူးမြောက်တာမဟုတ်ပါဘူးဗျာတီကြတဲ့យ៉ាងပြောတာပါကျုပ်တို့ကအိမ်သင်ရှင်းလုပ်နေချိန်မှာတော်ကြီးတိအောင်မောဖြစ်ပြီးရွာတင်းထွက်သွားပါတော့တယ်ပြန်လာရမှာတော့ဖက်ကြီးဖူးများနဲ့ဟေးရများလည်းပါလာတယ်တခြားလက်တဲ့ဘက်ထဲမှာတော့ဝက်သားများကိုလည်းဆွဲလာတယ်တော်ကြီးဒါပါရဲ့လေဒါဖက်ကြီးဖူးလေးမမသားရဲ့ရှားတယ်ကွမြို့မှာဆိုတွေးရဖို့ဝေးလာဝေးရွာဘက်မှာတော့တိတ်တွေးရဖို့လွယ်တာမဟုတ်ဘူး ဟုတ်လားဒါပြင်ဒါဘယ်နေရာမျိုးမှာရှိတဲ့တာလဲတော်နေရဲ့ဖတိဘူးကတော်နေတရဲ့တာမော်ရီမှာပဲရှိတဲ့တာမှာပါတော့ရဲ့ရွာဘက်မှာရှိရင်တော့မများစားမရှိဘူးဟာဟုတ်လားတော်နေဒါနဲ့အဲ့ဒီရွက်ကြီးရောင်ဟင်းရွက်နဲ့ရောပြီးချက်မှာလားမဟုတ်ပါဘူးကွယ်ဟင်းကြိုချက်မှာဖတိဘူးဟင်းကြိုလေကြက်ကမှဘလောက်ကောင်းလဲမြေးကြည့်ပြီးတော့ကိုမတော်ကတော့ဖတိဘူးကိုတော်လီစိတ်ဝင်စားနေတယ်ဟင်းကြိုချက်နေရာကိုလည်းလိုက်လိုက်ကြည့်ရှုတယ် ဖတိဘူးကလည်းတော်နာနေတဲ့ကျုပ်ဖို့မကြမကြစားရတာကြောင့်အရသာကောင်းမဲ့ကျုပ်ကတော့သိပါရယ်ဖတိဘူးဟင်းသူကတော့ချွဲချွဲလေးနဲ့တိတ်ကောင်းဆိုတော့ထမင်းတိတ်မိန်စီတဲ့ဟင်းရတမျိုးဖြစ်ပါရယ်တချို့ဒေသတွေမှာတော့ဖတိဘူးတွေကမရှိတာကြောင့်စေးကြီးပြည့်ပြည့်ဝေချရပါရယ်ကျုပ်သူကတော့နေလေစာစားပြီးကြားတဲ့အခါမှာကုပ်ပြစ်မှာဝိုင်းခွဲထိုင်ကြရယ်ဖတိဘူးဟင်းသူကတော့ကောင်းတော့ပါရယ်ဗျာကျုပ်ဘက်ကတော့တင်းကောင်းနေရပဲဗျာအတိပါဦး ကိုမတော်ကဖက်ကြည့်ဖို့ဟင်းကျိုကောင်းကောင်းလေးတကွာသူ့ရဲ့စားကောင်းပုံကိုလည်းပိုက်ကြည့်ကိုပြကပြောလာပါလေတုံလဲစားလို့ကောင်းလိုက်တာပြောမနေနဲ့ဟင်းကျိုဖက်လေးတွေကိုထမင်းနဲ့ပုံမတီးသီးတောင်းလေးနဲ့မြှောက်ပြီးတလုံးတလုံးလွေးလိုက်တိုင်းအရသာကိုရှိနေကုန်ပြောအခုလိုအားရပါးရစားကြတော့ဒေါ်ငိမ့်ပီတိဖြစ်ရပါလေကွယ်ဟင်းကျိုဆိုတော့မမတော်စားမှစားပါမလားလို့ဒေါ်ငိမ့်ရဲ့တုတ်ကစားရွေးလို့လား ဟင်းကောင်းတယ်မကောင်းဘူးဆိုတာစားကောင်းသည်မစားကောင်းသည်ပေါ်ပဲမူတည်ရင်အခုနေ့ဆိုတော့ဝတ်သားကိုတခါပဲဆယ်ထားတာဟင်းကြုံနေပဲစားနေတာတိတ်ကျဲသွားပြီတော့ညင်ရဲ့ဒါနဲ့မမကစားလို့မကောင်းဘူးလားကွတိတ်မစားတယ်လို့ပဲအကောင်းပါလေတော်နေရဲ့တုံလဲစားပါလေနေ့လည်ရောက်ရင်အနီးနားကတော်တယ်ပတ်သွားကြည့်ချင်လို့ပါဓမေတာဒီစားလိုက်ရင်မသွားနိုင်တော့ပါဆိုလို့ဟမ်တော်ရဲတော့မှလာမမပြစ်စီရတော့ကောင်လည်းမရှိပါဘူး အတောကောင်ပြေတော့မဟုတ်ပါဘူးပြည့်စရာတနက်လည်းမရှိပါဘူးရွာမွေငယ်ကတော်တဲ့ကိုကြည့်ပြီးတော့တော်တော်လေးတာယာလို့သွားကြစေဖြစ်လာလို့ပါတော့ဒါဆိုလဲသွားဖို့ကွယ်တော်တန်းကတော့တအားတာယာလားအစားတော့တော်တန်းထဲမှာအိမ်ကြီးဆောက်ပြီးနေတဲ့သူရှိတယ်အခုတော့ရှိကြသေးလားမသိဘူးတော်ကြီးမရောက်တာလဲတော်ကြပြီပဲလေဟုတ်ကဲ့တော်ကြီးတနေ့တော်ကြီးတို့တွေနေ့လေလိုက်မှလာဗျာမလိုက်တော့ပါဘူးကွယ် အသက်ရွယ်လေးရရလာပြီကွယ်မောင်မရေငါတော့မလိုက်နိုင်တော့ဘူးဓမေစားလုံသွားလို့ညနေလာမှသွားနိုင်မှာအခုတော့အိတ်တော်မယ်ဒါဆိုရမအောင်မလိုက်တော့ပါဘူးကွမက်ကျုပ်လည်းအခုနေ့လေအနားယူမလို့ကွမက်လည်းအနားယူချင်ယူပါလားမနေ့ကမှသွားကြည့်ကြတော့ဗောလေမင်းတို့မလိုက်ချင်လည်းနေရပါငါလည်းတီးချင်ပြီဆိုတီးရမှသွားချင်ပြီဆိုသွားရမှဂျင်းနေတာဆိုတော့သွားလာအောင်ပဲကွာ ဒါဆိုလည်းသဘောပါပဲဗျာတယောက်တည်းဆိုတော့ကိယူဆိုင်ကိုနော်စိတ်ဆပါကွာဒီအလူတွေပဲကိယူဆိုင်ချက်ငါအတွက်ကဘာမှစိတ်ရင်ပူနဲ့ကျုပ်ကတော်တော်ရဲ့တာယာမှုကိုမြင်တွေ့လို့အောင်နေ့လယ်ရောက်မှသွားရင်တွေးလိုက်ပါတယ်ဓမေစားပြီးနိုင်ဝဲလောက်ကြောင့်ဒီခဏမေးလိုက်တယ်နေ့လယ်ရောက်တော့လဲပနက်ရှည်စီးကတော်တန်းရှိရာကိုဒူးတွေထွက်ခဲ့ပါတယ်ဒေါ်နေရွာက တော်နေအနီးဆုံးရွာတခြားရွာမှနေဝေးအဲ့ဒီရွာကနေနိုင်ဝဲကရှောင်းလိုက်ရင်တောင်ဆက်ကိုရောက်ပြီဖြစ်ပါတယ် သူကတော့15မိနစ်ခန့်လမ်းလျှောက်ပြီးတော်တန်နေကိုရောက်လာရင်းရေစီးတဲ့နေကြားလိုက်ရခြင်းကြောင့်ရေငက်ဖြစ်ရန်ဆန်းကြောင်စီကိုသွားလိုက်တယ်။ဆန်းကြောင်တွင်းကရေကိုလက်နဲ့ရေရေတောက်နေစဉ်ချုံနေရီလှူရှားသွားခြင်းကြောင့်ဘေဘီကိုလှည့်ကြည့်လိုက်တော့လဲမိသည်ကောင်ရဲ့လှူရှားမှုအရင်းရောင်ကိုမတွေ့ရပေ။ဆန်းကြောင်ဆက်ကထပြီးလဲလှူရှားသွားတဲ့ခြေတန်းစီပြေးသွားလိုက်တယ်။ခင်ဗျားဒီမှာမလုပ်နေရလဲ။အတုကမေးရမှာပါ။ခင်ဗျဒီနေရမဟုတ်ဘူးလား။ဘာလို့ရောက်နေရလဲ။ဟုတ်တယ်။ ျုပ်ကတပြေးပြင်းရွာလာတာတော်တရအတိုင်းလိုဒီကိုရောက်လာပြီအေးငါတော့ငါလာများလားလမ်းမှာနေပူပြီးပင်ပန်းလိုခဏနားနေတာဒါနဲ့ငါများနိုင်ငံမှာပေါ့ဘာနဲ့များပါလဲငါများနိုင်ငံဒီရောက်မှခုတ်ရမှာ ကျိုးနဲ့ငါးစားတွေရတော့ပါတယ်ဒီမှာကြည့်အဲ့ဒီသူကပြောရင်လွဲကိုဖွင့်ပြတော့တီရီနဲ့ငါများကျိုးနဲ့ဂျိတ်တီကိုတွေ့ရပါတယ်ဒါနဲ့ခမားငါများတာတုံလိုက်ခဲ့လို့ရမလား ရပါတယ်ကျုံလဲဖော်ရတာပေါ့ကျုံကသူသွားရင်နောက်ကိုလိုက်သွားပါတယ်ခဏကြာမှကန်တစ်ခုကိုတွေ့ရတယ်ကန်ဆက်မှာတော့ Tracer ငယ်ရီရဲ့ခြေရာတွေကိုတွေ့ရပါတယ်ခမရရွာကိုရောက်လာတော့ကျုံတို့ရဲ့ရွာရဲ့ရွာသားရေတက်ကိုတွေ့ပြီးရောပေါ့တွေ့ပါတယ်အလောက်ခင်မှာ ဖြစ်လို့လားမသိပေမဲ့ရွာသားရေတက်ကအတော်လေးနေတယ်အလောက်ခင်မှာမဟုတ်ပါဘူးအဲ့ဒါကရွာလူဦးရေမှန်ပဲ ။ဟာလူကြီးတော်နေတာပဲ။ကျုပ်တို့ရွာရဲ့သုံးပုံတစ်ပုံတော့ပဲရှိတယ်။ဟောနေဆိုကြောင်းရှိရဲ့လေ။ဒီရွာမှာအစားအယောဂါတကူဖြစ်သွားတော့လူတွေတေးကြတယ်။တော်တော်များများကတော့ပြောင်းကုန်ကြတယ်။အဲ့ဒါနဲ့လူကြီးရတော်လေးနေသွားတာပဲ။ဒီလေယောဂါဆိုရင်လည်းဘယ်နေရဲကြပါမလဲ။တနေ့ခမရအောင်ပြောင်းမှုလား။မပြောင်းပါဘူး။ကျုပ်ဒီရွာမှာနေတာမွေးခဲ့တဲ့ရပဲ။တနေ့ခမရကဘာလို့လုပ်တာလဲ။ သူကမုတ်ဆိုးလို့လောက်တာပါ။ဒေါ်ငိမ့်နဲ့တူတီကိုလိုက်လာတာ။အော်အေးကွာ။ဒေါ်ငိမ့်ရဒီရောကိုပြင်မရောက်တာတော့ကြပြီ။အခုမှတစ်ခေါက်ပြင်ရောက်တာတင်နေ။ဟုတ်တယ်။ဒေါ်ငိမ့်ပြပြရယ်။သူပြန်ပြေးတာတော့ကြပြီတဲ့။အေးလေဒါနဲ့မင်းရမုတ်ဆိုးဆိုတော့မင်းနဲ့တိုင်ပင်စရာရှိတယ်။မင်းလည်းအကျိုးရှိငါလည်းအကျိုးရှိမယ့်ကိစ္စပေါ့။ဟုတ်လားစိုးစမ်းပါဦးမြ။ဘာကိစ္စများလဲ။အမေမတို့ကိုရတာလေ။ အဲ့ဒီနေရာသွားဖို့ကြတော့ငါတရားတည်းမဖြစ်နိုင်ဘူးအဖို့ရှာနေရာလဲဘသူကမှမယုံတယ်လို့ဘသူမှလည်းလိုက်မှာမဟုတ်လို့အခုချိန်ထိကြာနေတာတရားတည်းသွားလို့မရဘူးဆိုတော့ဘလို့နေရာမျိုးပေါ့လေအနေရကတော့ရန်ကြီးမွေးပါဘူးတရားနေမြေနေရတဲ့တောင်တွင်းမှာရှိနေတဲ့နေရာတခုပဲဒါပေမဲ့တားရိတ်ကောင်တွေပေါ်တယ်လို့နာနာဘဝတွေနေပေါ်တယ်တဲ့အဲဒါကြောင့်တရားတည်းမသွားနိုင်တာဟာ ။ဒါဆိုရင်တော့ကျုပ်တို့တူသွားမယ်လေ။ကျုပ်ကတော့အဲ့ဒီလိုကိစ္စမျိုးတွေဆိုသိစိတ်ဝင်စားတယ်။စိတ်ဝင်စားလို့ဆိုမနက်ကိုတူသွားကြတာပေါ့မဟုတ်ဘူးလား။အတော့တော့ဟုတ်ပါပြီ။ဒါပေမဲ့ကျုပ်မှာတနက်ပါမလာခဲ့ဘူး။တနက်အတွက်ကမှဘူးနဲ့ရွာထဲမှာရှိတယ်။ခမည်းကအတူသွားမှတေးကြပြီလား။တေးကြပြီ။ဒါနဲ့ခီးကသွားပြန်ဘလောက်ကြာမယ်ထင်လဲ။လေးလောက်တော့ကြာမယ်။ပစ္စည်းကိုလည်းရှာအောင်မှာဆိုတော့အလောက်ကြာမှာ။ ကဲလေဒါဆိုလည်းမနေ့ပြန်ကြုံလာခဲ့ပါမယ်ခမရဘရားစောင့်နေမလဲကျုပ်ရွာထိပ်မှာစောင့်နေပါမယ်ခမရရွာထိပ်ကိုသာထွက်ခဲ့တနန်လဲခမရအတွက်အပူယူလာခဲ့မယ်ကောင်းပါပြီဒါဆိုမနေ့ပြန်ကျုပ်ရွာထိပ်ကိုလာခဲ့ပါမယ်ငါမရတော့ဘူးလားမမရတော့ပါဘူးမနေ့ပြန်ကိစ္စပိုရေးကြီးရင်ကျုပ်ပြင်ဆင်ကြရပြီပြင်ဆင်လာအောင်မယ်မနေ့ကိုရောက်တော့ကျုပ်ကလည်းရမတော်ကိုကျိုးချောင်းပြောပြီးထွက်ခဲ့တယ် ရွာထိပ်ကိုရောက်တော့မနေရတွေ့သူကလည်းတနက်နလန့်နဲ့ရက်ကစောင့်နေတယ်။ကျုပ်တို့နှုတ်ခီးဆက်ထွက်လာရင်စကားပြောကြရတယ်။သူရဲ့နာမည်ကဘာထိုးဖြစ်ကြောင်းသိရတယ်။ကျုပ်ကလည်းကျောင်းရဲ့နာမည်ကိုပြန်လည်ပြောလိုက်တယ်။တတော်ဝင်တတော်ကျော်နဲ့ခီးထွက်လာကြပြီးအစင်ပြေပြေနဲ့ခီးကရှိပါတယ်။ညောင်ရမှာတော့အပင်ပြောက်မှနေစင်သူကအိတ်ကြတယ်။မိဘုံရတော့တိတ်မဝေးတော့။မိဘုံနောက်ကျောင်းမှာပါသလိုအန်တီရီတွေကတကယ်လည်းမရှိပါလား။မရှိဘူးလို့ပြောလို့မရဘူးကိုပါတော်ရဲ့။ တို့တို့ကမိဘုံရဲ့နေရာတဲတဲ့ကိုရောက်နေတာမဟုတ်တော့အန်တီရဲကဘယ်မှာကြုံရမှာလဲမသိဘူးဒီလိုဆိုရင်တော့တို့တို့သတိထားသွားရမယ်ကဲလားရှေ့ဆက်ကြမယ်တို့တို့ကရှေ့ကိုဆက်ပြီးလာခဲ့ကြရာနာယူဘက်ခန့်ကြမှာတော့မိဘုံလည်းရှိရာကိုရောက်ခဲ့တယ်ဒီမှာတူတူကြားကြားနေရာလည်းမရှိပါလားနေရောက်ကဘာတော့ဟိုးမှာကကမူလေးတခုမလားဒီလိုမြင်ပြမှာဒီလိုကမူလေးရှိနေရဆိုတော့အဲ့ဒါအဓိကနေရာဖြစ်ရမယ် ကဲဒါဆိုရင်တော့တွူးလိုက်ကြတာပေါ့ကွာကျောင်းနယ်ကဘာတုံးအရိနီယာကိုအားဆိုင်တွူးနေပါတယ်ရုတ်တရက်မိုးရီကမိန်မောင်လာရင်ပဝင်းကျင်မှာရှိတဲ့ဒရိစံတန်နီကလည်းတိတ်ဆိတ်သွားတယ်ဘိုးမောင်ကြောင့်နေချင်းကြောင့်ပဝင်းကျင်ကိုဝိုးတော်ဝါတာမြင်ရတယ်ဘလို့ဖြစ်တာလဲမမအခြေအနေမကောင်းပါလားတခုခုတိုက်ခိုက်ဖို့ကြံရနေပုံပဲကိုဘာတုံးကျောင်းနယ်တော်ချင်းကထားကျောင်းတော်ကတော်ချင်းကကသနတ်ကိုကြစ်လစ်စွာခိုင်းထားတယ် မောင်မဲနေသောပတ်ဝန်းကျင်ကလည်းယုတ်ကြီးဆိုလိုပြန်လည်လင်းသွားပါရဲ့ကိုဘတုံးကတော့ခြေနေကိုနားလွယ်နိုင်ဖြစ်ပြီးရီမောလာရင်နဲ့ကျုပ်ရှိကိုလှိမ့်လာရင်နဲ့ပါများလေးတို့စွန့်ရင်လိုက်တာဗျာတာမမိုးအောင်ကြတဲ့သဘောပဲကိုဘတုံးကတော့သူ့ရဲ့စကားကိုစုံအောင်ပြောနိုင်မှုပစက်ဟောင်းသားနဲ့ကျုပ်နောက်ကိုကြည့်နေရတော့ကျုပ်ကလည်းရင်းမိကအနောက်ကိုတနက်ကိုလှည့်ပြီးခလုတ်ကိုဆွဲချလိုက်တယ်ခြေလောင်နဲ့တနက်တန်ကစတင်ထွက်ပေါ်လာပြီးဖြစ်ပါရဲ့ ဘဝင်းချင်းကတော့အစပထမလိုပြန်လည်မှောင်မေးလာပြီဖြစ်တယ်။ကျုပ်ကသိလိုက်ပါပြီ။ကျုပ်တို့နှစ်ဦးစည်းရေးသွားစီရင်နဲ့တတိလက်လွတ်ဖြစ်သွားရင်အမျိုးမျိုးပြောင်းလဲနေခြင်းဖြစ်ကြောင်းသတိထားမိပါရဲ့။ကျွန်တော်တို့ဖြစ်ရက်နေတဲ့ကိုပါတွန်းရဲ့ပါကိုကျုပ်ကခက်နန်တော်ရိုက်လိုက်မှကိုပါတွန်းကတတိပြန်ဝင်လာတယ်။တရေကောင်းကြီးကြီးနဲ့တရေကြီးသူ့နာမလဲခွေးနဲ့ထိပါလာတယ်။ဟဲ့လူခင်ဗျားပါပြောနေရတယ်။ဒီနေရာမှာဘလို့တရေရှိမှလဲတတိကထားစမ်း ကျုပ်ကဘာကိုရရင်ပြောနေရနာကျင်မှုကြောင့်ကိုဘာတို့တရားအသိစိတ်ပြန်ကက်လာတယ်။ဒုတိယကျင်ကြောချင်းကက်ပြီးတော့အခြေအနေကိုရခင်ကားတဲ့သတိထားလာရတယ်။ကိုဘာတို့ရဲ့ဟေးဝါတန်ကြောင်းရပြီးတနတ်တန်မကြောင်းရတာကြောင့်ကျုပ်ကသူ့ရဲ့ဘက်ကိုလဲကအရှိတတဲ့ကိုပြစ်ချလိုက်တယ်။ကျုပ်ပခုံးကိုတော့အားပြင်းတဲ့အရာတစ်ခုနဲ့ပုတ်ချင်းခံရပြီးကျုပ်ဘေးကိုလဲကျသွားတယ်။ဘွားရှိသောမျက်လုံးများအခွက်ပြောင်များနဲ့ကြက်သစ်တကောင်ကကျုပ်ပေါ်ကနေခွာထားပြီးကျုပ်ကိုကြိုက်နေရတနတ်ကိုအလျားပုံစံနဲ့ကာထားရတယ်။ ကျတဲ့ငါကျောင်းရဲ့လမောင်းလေးကိုကုတ်ချင်းရကျောက်ကတော့အားနဲ့တုတ်ထုတ်ပြီးတနက်နေ့ပြစ်ချလိုက်ခြင်းကျတဲ့ရဲ့အကန့်အားကောင်းသည်လားမသိကျတဲ့ရဲ့ပောင်ကိုတိုက်ရိုက်ထိမှန်တော်ရယ်ကျောင်းရဲ့နောက်ဘက်ကလေကြားရတဲ့ကြားအချင်းကြောင့်လှည့်ကြည့်တော့ကြားနေတူလုံထွေးနေရဲ့ကမတော့ကိုမြင်ရတယ်ကျောက်ကတနက်ပြောင်းဝကိုကြားစီကိုတေးချချင်းပြီးပြစ်ချလိုက်ပါရယ်ကြားတော့တနက်မှန်သွားခြင်းကြောင့်ကမထွက်ပေါ်ကလေခွာခါကျောက်စီကိုပြေးလာတယ်အနှဲငယ်လန်းတဲ့အကောင်ကြီးဖြစ်ခြင်းကြောင့်ကျောက်ကတင်းငိမ့်စွာနဲ့ရှောင်းတိမ့်မဲ့နေရာကိုစဉ်းစားလိုက်တယ် ဂျားရဲ့ခေါ်မူအောက်ကိုလိမ့်ချလိုက်တော့တခဏတွင်းအောင်မေဂျားရဲ့ဝိုင်းဝိုင်းတဲတဲကိုထိမှန်အောင်ပြစ်လိုက်နေပါရဲ့ဂျားကတော့အရှိကိုပြုတ်ကျပြီးသွားပြီးငြိမ့်သက်သွားပါရဲ့ကျသိကတော့မြည်သည့်အချိန်ကတည်းကပြီးသွားသည်မသိအရှိရောင်ဝင်မြင်ရတော့ပြီကျုပ်ကကိုပါတုံးကိုထူပီးပြီးဖုံဖုံနေကိုပုတ်လိုက်ပါရဲ့ဟာခမရကောင်းပြီလို့ဗျာကျုပ်တိရောက်တဲ့လာခဲ့တဲ့ဆိုရင်တော့အခုလောက်ဆိုအနှိမ့်ဆရောက်သွားမှတေးကြတယ်ကိုပါတော့ဒေါ်ရိတ်တောင်လေးပောက်ခွေအောင်ပြောရမှာ အချိန်ရှိတော့တိုးစရာရှိတာတိုးရအောင်ကျုပ်တို့နှစ်ဦးကတိုးကြည့်တော့နှစ်တောင်ခန့်နဲ့ရောက်ဒီမှာတစ်တာလုံးကိုတွေ့ရတယ်ဝမ်းသာတော်ကြီးများနဲ့တယောက်နဲ့တယောက်ကြည့်ရှုတော့တစ်တာကိုဆွဲထုတ်လိုက်ချင်းကမတော်တစ်တာတိုင်းမှာဘာရေရှိမှပြောတတ်ဘူးတတိနဲ့ဖွင့်စေခြင်းလေကျုပ်တတိနဲ့ဖွင့်ပါမယ်ကမာတော်ကတစ်တော့ကိုဖွင့်လိုက်တော့ရွှေငွေလက်ဝတ်ရည်နာတွေကိုတွေ့ရတယ်။အလုံးများပြားလာတဲ့ရည်နာတွေဖြစ်တာကြောင့်ကမာတော်မျက်လုံးတွေလင်းထင်နေပါရဲ့ ဒါရီသာရောင်းချလိုက်ရင်ကျုပ်တို့တသက်မပြောနဲ့နောက်တသက်တောင်စားလို့ကုန်မှာမဟုတ်ဘူးကမတော်ရှယ်နာရီကဒီလောက်များတာပုံမှန်တော့ဖြစ်နိုင်ဘူးဘာလို့ဖြစ်နိုင်မှာလဲဘယင်းနေသိမ်းဆဲထားဖြစ်မှာပေါ့ကမတော်ကရှယ်နာရီကိုမွေနောက်နေရရှယ်နာတွင်းကနေစားတွေ့ကြလာပါတယ်ကမတော်ခဏနေရောဒီမှာစားရစောင်းကျုပ်ကစားဖို့ကောက်ယူပြီးတော့တန်ထွက်ကဖတ်လိုက်ပါတယ် ယခုရန်နာများသည်ကျွန်တော်တထေကြီးစက်ကဤရန်နာများဖြစ်သည်ဒေါက်တာချင်းစေတော်များပြင်ဆင်ဆောက်လို့ရမှာ၃ရန်ပြဖြစ်သည်ရှာတွေ့ကြသူမြမမိလူချင်းရာလက်ဝတ်ရန်နာနှစ်ခုကိုယူနိုင်သည်နှစ်ခုထပ်ပေါ်၍ယူမိပါကမကောင်းသောအကျိုးတို့အားခံစားရပြီဖြစ်သည်တထေကြီးစက်ကကဲကြားလိုက်တိုင်းပဲကိုပါတော်တရောက်ကိုနှစ်ခုပဲရည်လို့ရမှာ။စိုက်ရနှစ်ခုကိုရွေးယူပြီးကျန်တာတွေကိုတော့လှုပ်ဝက်သိမ့်စေပြီးတော့ စီရီတခုတည်ပြီးဌာပနာရမယ်။နော်ဒီစားကြာခဲ့ပါပြီကွာငါတို့လက်မခံဘူး။လေးဦးလောက်ယူအောင်နဲ့ဘာမှတော့ဖြစ်လာဘူး။ဂျန်နရီဌာပနာလိုက်မယ်လေ။ကိုပါတော့ဒီစားအခုမှတွေ့ရနော်။ခမရအောင်စွန့်ရလို့ကြုတ်ပြောနေရ။သူပြောသလိုနှစ်ခုပဲယူလောဘကြီးတာမကောင်းဘူး။တတဆောင်းမကုံနဲ့ထင်းရငါအတွက်နှစ်ခုပဲရမှာဆိုတော့မတရားဘူးထင်နေမင်းကနှစ်ခုပဲယူချင်ယူပါ ငါကတော့လေးခုယူမယ်။နှစ်ခုပို့ယူလိုက်လို့ဘာမှဖြစ်နိုင်မို့။ကုမတော်တော်တော်ပါးဆန်ပြောနေတော့ငါတော့လေးခုယူလိုက်မယ်။ဒါဆိုဒီလိုလုပ်ဗျာ။တုပ်ရက်နှစ်ခုကိုခမည်းလိုချင်တာရွှေ့လိုက်။တုပ်လက်ထဲထည့်ပြီးရင်ခမည်းယူလိုက်တော့ဂျီနာရီကိုမထိနဲ့ခမည်းဒုက္ခရောက်နိုင်မယ်။ရေးရေးဒါဆိုလည်းရပါလေ။အတီးကားကငါလေးခုရရင်ပြီးတာပဲ။ ကိုမတုံးကတော့တုံးအတွက်တစ်ခုကိုရွေးချယ်ပြီးတုံးယူတယ်လို့တရားဝင်ဖြစ်ရန်လက်တင်းကိုထည့်ပြီးချက်ချင်းပြန်ယူလိုက်ပါတယ်။ခေနာတစ်တာကိုရာစီကိုပြန်ယူလာကလူသူဝင်းရဲ့နေရာမှာမြေချင်းတူရဲ့မြုပ်နဲ့ထားလိုက်တယ်။နောက်တစ်ချိန်စီတရားမှာတော့ထည့်ရထားပါနာရန်ကိုမတုံးကိုမှားရတယ်။တုံးကတခြားဒေသကဖြစ်တာကြောင့်မှားရခြင်းဖြစ်ပါတယ်။တုံးထင်တယ်လို့ပါပဲ။အဲ့ဒီရွာမှာတပတ်ခန့်ကြာပြီးတော့ကိုမတောင်းရဲ့နေကိုပြန်ရောက်လာခဲ့တယ်။နောက်နှစ်လကြာမှာကိုမတုံးရဲ့တည်င်းကို စိတ်မကောင်းစရာကြားရတယ်။ဈေးတဆူတည်ပြခဲ့တဲ့ဟာမှာကိုပါတွန်းတယောက်ရဲနာတစ်တာကိုလမ်းရောက်ပေးတော်ညာလဲဈေးဒီပြင်းပြောင်းရေးအများဝေရာနေမှာလမ်းရောက်ခြင်းမရှိခြင်းကြောင့်ကိုပါတွန်းရဲ့အိမ်ကိုသွားကြည့်ရမှာကြောက်ရွံ့ဖြစ်နေတဲ့ကိုပါတွန်းကိုတွေ့ကြရကြောင်းသတင်းကြားရတယ်။သူကတော့စိတ်မကောင်းရွံ့တာတတ်နိုင်ပါရဲ့။ကိုပါတွန်းတယောက်ဒီလိုဖြစ်မျိုးကြုံရသည်မှာသူ့ရဲ့လောဘကြောင့်ဖြစ်မဲ့ကျုပ်တတိထားမိတယ်အခုတော့ကျုပ်တပြေပင်ကိုပြင်ရောက်နေပြီဖြစ်တော့ကုပါလေးစီကိုသွားလေလို့မရတော့ဘူး အေဂျင့်လာတဲ့ဗနက်ခင်းဆက်ဆက်မှာကျုပ်ကတော့အိမ်ရမှာမိသည်ကြောင့်မသိပဲနိုးလာပါတယ်။အေဂျင့်တကားကိုတထထခေါင်းလေးထံကြောင့်တကားဖွင့်ရမှာမိသည်ရောက်ကမှမတွေ့ရပဲပြန်ပေးရလို့အေရှိမှာချထားတဲ့လက်ဝတ်ရည်နာနှစ်ခုကိုတွေ့ရပါတယ်။ညမြူများနဲ့လင်းနဲ့ပေါသွားပြီးတော့ကျုပ်ရှိပဲခလန်းလန်းမှာလူတစ်ယောက်ကိုတွေ့ရတယ်။အဲဒီသူကတော့ကျုပ်ကိုလက်ပြနှုတ်ဆက်ပြီးပျောက်ွယ်သွားပါတယ်။ကျုပ်ကလက်ဝတ်ရည်နာနှစ်ခုကိုယူကအိမ်တကားကိုပေးလိုက်တယ်။အဲဒီရည်နာပစ္စည်းနှစ်ခုကတော့ ကျုပ်စီကကိုပါတော့ယူသွားရောင်ရွေးနာပစ္စည်းနှစ်ခုဖြစ်နေပါတော့တယ်ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရေဝီထွန်ရေးသားထားတဲ့စာလီတော်မမတ်နေကိုပါတော့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ဆက်ပေးခဲ့ကြတဲ့ပြည်သူတို့တယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုခတ်မယ်ဖြစ်ပါတယ်ခင်ဗျာ